တော်နာဝတိမန္တရင်သုံးစီရင်အရှင်အာနန္ဒာကမြတ်စွာဘုရားစီရောက်လာတော့အရှင်အာနန္ဒာကိုမြတ်စွာဘုရားကမိတ်ဒသင်တာအာနန္ဒဧဝံပုတ်စီယောမင်းကိုတချို့ကဒီလိုမေးကြနိုင်ပဲကတမေတ္တဓမ္မနာဥပါဒောပညာယတိအဖြစ်လည်းပဲသိရရတယ်ဝယောပညာယတိအပြည့်လည်းပဲသိရရတယ် ထိတတညတတမညာယတိဒီနေတဲ့တရားရတမျိုးတစ်ပုံဖြစ်ခြင်းဆိုတဲ့အိုခြင်းသဘောတရားကိုလည်းဒီသိရရတယ်အဲ့လိုတရားတွေဟာကတမေတ္တဓမ္မာနံဘလို့တရားတွေမှာရနိုင်တယ်ပြောချင်တာတော့ဖြစ်တာရယ်အိုတာရယ်ပြက်တာရယ်ဆိုတဲ့သဘောတရားတွေရနိုင်တဲ့တရားတွေကိုပြောပြစမ်းမအောင်လို့မေးရင်လည်းဘလို့ဖြစ်မှာလဲရှင်အနန္ဒာကိုမေး မြတ်စွာဘုရားတချို့ကတပည့်တော်ကို ဖြစ်တာရောအိုတာရောဖြစ်တာရောအဲ့ဒီသုံးမျိုးလုံးရတဲ့နေရာတွေကဘာတွေလဲလို့မြတ်ရောက်ကမေးမယ်ဆိုတပည့်တော်ပြောမှာပေါ့ဗျာရူပတ်ကယောက်ခန္ဓာကိုကြီးရတယ်ပဲဖြစ်တယ်အိုတယ်ပြက်တယ်ဆိုတာလည်းပဲရှိပါတယ်ဗျာဝေဒနာခံစားမှုဆိုတဲ့ဝေဒနာသိညာမှတ်တိတိမှုဆိုတဲ့သိညာသင်္ခါရဆိုတဲ့ကံတရားတွေဝိညာဏဆိုတဲ့စိတ်တွေအဲ့ဒါတွေကလည်းပဲ အဲဖြစ်တယ်အိုတယ်ပြက်တယ်ဆိုတာရှိပါတယ်ခင်ဗျာချုပ်ပြောရရင်တော့ယုံတရားတွေကလည်းပဲဖြစ်တယ်အိုတယ်ပြက်တယ်ဆိုတာရှိတယ်နံတရားတွေကလည်းပဲဖြစ်တယ်အိုတယ်ပြက်တယ်ဆိုတာလည်းရှိပါတယ်ခင်ဗျာဒါကြောင့်ခြုံပြောရရင်ခန္ဓာ၅ပါးဟာဖြစ်တတ်အိုတတ်ပြက်တတ်တဲ့သဘောတရားရှိပါတယ်ခင်ဗျာအဲ့လိုဖြေမှာပါဗျာရှောက်တဲ့ခါကျဒါရုဒါရုအနန္တဟုတ်တယ်ဆိုပြီးတော့ခန္ဓာ၅ပါးကိုဖြေပြတာကိုဒါရုခေါ်ပြီးတော့ အတိမယုခရအတိပြုလိုက်တာဒုတိယအာနန္ဒာတော့အဲလိုပဲခုနအတိုင်းမှာပဲအာနန္ဒာအဲ့င့်ကိုတယောက်ယောက်ကမေးမယ်ပညာရိတ်ခသူ့ကြတော့အတိတ်မေးလိုက်အရင်တော့ကဖြစ်ခဲ့တဲ့အဖြစ်ပြက်တွေထဲမှာဖြစ်တာရောအိုတာရောပြက်တာရောအဲ့ဒီ၃မျိုးလုံးရတဲ့ရခဲ့တဲ့တရားတွေကဘာတွေလဲလို့မေးရင် ဘယ်လိုဖြစ်မှာလဲနောက်တစ်ခုပညာရေးသတိနောင်ဖြစ်မဲ့အနာဂတ်မှာဖြစ်မဲ့တရားတွေထဲမှာလည်းပဲဖြစ်တာရောအိုတာရောပြက်တာရောရနိုင်တဲ့တရားတွေကဘာတွေလဲလို့မင်းမေးလိုက်အတိတ်နဲ့ပဲအနာဂတ်နဲ့ပတ်သက်ပြီးတော့မေးလိုက်ရင်ဘယ်လိုဖြစ်မှာလဲမေးတာမေးတဲ့အခါကျတော့ဒီတော့အဲ့လိုမေးလိုက်ရင်အတိတ်နဲ့ပတ်သက်ပြီးတော့မေးလိုက်ရင်တပည့်တော်ကဖြေမယ်ဗျာရုပ်တွေဟာအတ္တံ ဖြစ်ပြီးသွားပြီးနိရောဓချုပ်ပြီးသွားပြီးဝိပရိဏတံပြောင်းလဲပြီးသွားပြီးအတိတ်ဖြစ်တဲ့တရားတွေမှန်မှန်ဖြစ်ပြီးပြီးချုပ်ပြီးပြီးပြောင်းလဲပြီးသွားပြီးအဲ့ဒီအတိတ်ဖြစ်တဲ့တရားတွေထဲမှာယုတ်တရားဟာလည်းပဲအဖြစ်အိုဖြစ်တယ်အိုတယ်အဲပြက်တယ်ဆိုတာရှိပါတယ်ဝေနာတညာသင်္ကာရဝိညာဉ်ဆိုတဲ့နာမ်တရားတွေလည်းပဲဖြစ်တယ်အိုတယ်ပြက်တယ်ဆိုတဲ့တရားတွေဖြစ်ကြပါတယ်ဖြစ်ခဲ့ကြပါတယ်ဆိုတဲ့အတိတ်နဲ့ပတ်သက်ပြီးတော့ဖြေတာဟုတ် အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းပဲဒီမေတ္တရားတွေက ဖြစ်အပြက်အိုသုံးခုလုံးဖြစ်နိုင်တယ်ဆိုတော့ယံရူပံတရားတွေထဲမှာယုတ်တရားအစာတံမဖြစ်ဘူးသေးဘူးအပါဒုဥဒံပေါ်ပေါက်မလာသေးဘူးမဖြစ်ဘူးသေးတဲ့ပေါ်ပေါက်မလာဘူးသေးတဲ့တရားတွေဖြစ်လာပြီဆိုတာလည်းပဲရှိနိုင်ပါတယ်ယုတ်တရားတွေပြက်တယ်ဆိုတာလည်းပဲရှိနိုင်ပါတယ်တီးတယ်ဆိုတီးပြီးတော့ပိုးတယ်ဆိုတာလည်းပဲရှိနိုင်ပါတယ် ဝေဒနာပညာသင်္ခါရဝိညာဉ်တွေပေါ့ဒါကြောင့်ဒိဋ္ဌာကမေဆိုဒါကြောင့်မြတ်အဓိကဒီနှစ်တုံးလုံးကိုပြောကြပြောကျင်တာကဝိပဿနာရှုတဲ့နေရာမှာပိစုံပန်တရားတွေရဲ့အဖြစ်အပြက်တရားတွေကိုလည်းရှုလို့ရတယ်အတိတ်တရားတွေရဲ့အဖြစ်တွေအပြက်တွေကိုလည်းပဲရှုလို့ရတယ်အနာဂတ်တရားတွေကိုလည်းပဲအဖြစ်တွေအပြက်တွေရှုလို့ရတယ် ဒါကြောင့်ဓမ္မစက်ကြာအနတ္တလက္ခဏာစုပ်တွေမှာဆိုရင်အတ္တနာကပစ္စုပန်နံဆိုတဲ့သကလုံးကိုမြတ်စွာဘုရားသုံးခဲ့တာဒါကြောင့်အထူးအဖြစ်တော့အထင်ရှားဆုံးကတော့ပစ္စုပန်ဟာတော့အထင်ရှားဆုံးပဲဒါကြောင့်ပရမသုတ်ကပစ္စုပန်ဟာနဲ့ပတ်သက်ပြီးတော့မေးတာပေါ့အဲပစ္စုပန်တချို့ဟာကြတော့အတိတ်ကထင်ထင်ပေါ်ပေါ်ဖြစ်တဲ့အရာလေးလည်းပဲရှိချင်ရှိမယ်ပေါ့ဒါကြောင့်အတိတ်ကထင်ထင်ပေါ်ပေါ်ရှိတဲ့ဟာတွေကိုလည်းပဲအဖြစ်တွေအပြက်တွေနောက်ဒါတဲ့ပေါ်သေးကြခြင်းနဲ့ဆိုရင်တော့ဘာလို့ဖြစ်ရင်ဟိုတဲ့နော်ထီခဏခိုက်တံကိုလည်းပဲ မှတ်လို့ရှုလို့ရပါတယ်။ဒါကိုပြောချင်တာပါပဲနော်။ပြစ္ဆုတ်ပန်အတဲအနာဂတ်အဲ့မှာအနည်းဆုံးပါတဲ့နာဂတ်ဆိုတဲ့နေရာတွေနဲ့နေရာမှာဘာတွေရှုရမှာလဲလို့ပြောချင်တယ်ဆိုရင်ရုပ်ကိုလည်းရှုလို့ရတယ်နော်။ရုပ်ခန္ဓာကိုယ်ကြီးကိုလည်းရှုလို့ရတယ်။ကိုယ့်ရဲ့ခံစားမှုဝေဒနာကိုလည်းပဲရှုလို့ရတယ်။ပြီးတော့မှတ်သိသိမှုဟာရင်တော့ဘလုံးမှတ်ထားတယ်ကိုယ်ကဘယ်လိုလဲမှတ်ထားတယ်အဲ့မှတ်သိသိမှုဆိုတဲ့ပညာကိုလည်းရှုလို့ရတယ်။နောက်ကြတော့စေတနာနဲ့စိတ်စောပြီးတော့ ဟောဟောပေါ့လုံးလုံးတဲ့သင်္ခကံတရားတွေကိုလည်းပဲရှုလို့ရတယ်။နောက်ကြတော့စိတ်ဆိုတဲ့ဝိညာဉ်လေးကိုလည်းပဲရှုလို့ရတယ်။ဒါကြောင့်ယုတ်ဝေနာတင်ညာသင်္ခါရဝိညာဉ်အတိတ်ဖြစ်တဲ့ယုတ်ဝေနာတင်ညာသင်္ခါရဝိညာဉ်အနာဂတ်ဖြစ်တဲ့ရေခန္ဓာ၅ပါးပစ္စုပန်ဖြစ်တဲ့ခန္ဓာ၅ပါးသုံးမျိုးလုံးကိုရှုလို့ရတယ်ဆိုတာကိုဒီတော့ကပြတာပေါ့နော်။အဲဟောပါ